တရအောင်မင်္ဂလာပါရှင် AK 77မှာပြန်လည်ကြိုဆိုပါရစေ။ဆရာခက်စိုးရဲ့ရွာလန်းကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါဦးရှင်။ရွာလန်းအခန်း78ကျွန်တော်ဒီနေရာကိုဘာလို့ရောက်နေတာလဲ။ကျွန်တော်တည်သွားခဲ့ပြီလား။ဒါဝါပြောတယ်လို့ဆိုမကြခင်ကျွန်တော်ကအာလီကတ်ဆိုတဲ့ဆိုင်နိုဆက်ဖလိုက်တကောင်ဘဝကိုပြန်ရောက်သွားတော့မှာပေါ့။ ခရင်ပေါ်မှာတော့ဒါဝါကအိတ်မောချာနေတယ်ကျွန်တော်ခွေးမဖြစ်ချင်သေးဘူးဟူးအဲ့ဒီညကတညလုံးအိမ်မပြောဘူးဘာတွေဆက်ဖြစ်အောင်မလဲတွေးရင်မိုးလင်းသွားခဲ့တယ်တခင်ညကကောင်းကောင်းအိမ်မပြောဘူးထင်တယ်ဒါဝါဟာကျွန်တော်မျက်နှာကိုရေဆူအဝတ်နဲ့တပ်တင်ပေးရင်ဆိုတယ်တခါတည်းရန်သူ့နှုတ်တီးချွန်ချွန်တွေကကျွန်တော်မျက်နှာကိုလာထိမိနေသည်ဒီနေ့ တခင်ကြီးနာဒစ်ရဲ့နန်းတော်ကိုတခင်အခဆောင်ဝင်ရမယ်။အမ်ကျွန်တော်ကဟုတ်တယ်။ဝေါ်ရင်နဲ့အစင်သစ်ဖြစ်နေပါပြီ။တခင်ကြီးနာဒစ်ကမနစ်စာနဲ့အဲ့ခံပါပါ။ဟာစောက်ကွာပဲ။လာပြန်ပြီမနစ်စာရဲ့။တခင်ကြီးနာဒစ်ဆိုတာကဘလို့ကောက်မျိုးလဲ။ဝေါ်ရင်ဆိုတာကတော့တကားမှမစည်းဘူးတော့စီးကြည့်ရမှာပဲ။ခဏနေတော့ကျွန်တော်လဲဖို့အဝတ်အစားတွေလာပေးတယ်။ အနေရောင်တောက်တောက်ဝတ်ယုံလို့ဟာမျိုးပါ ကြည်ရတာတရုတ်တိုင်းကားတွေတဲကဝတ်စုံလို့လို့ပဲပုံရဟန်မင်းကြီးတွေဝတ်တဲ့ဝတ်ယုံလို့လို့နေကြွပါသခင်ဒါဝါနဲ့ဆိုင်လိုမတွေကချံရံပြီးကျွန်တော်အောက်ထက်ကိုဆင်းလာခဲ့လိုက်တယ်သခင်ကအသွင်မပြောင်းရသေးတော့မြို့တွေကိုဖျက်တဲ့အခါဒါလေးကိုလယ်ဘေးမှာပတ်ထားဖို့လိုပါလိမ့်မယ်ဒါဝါကကျွန်တော်ကိုလယ်ပတ်တစ်ခုကမ်းပေးတယ် ဓမ္မပါရင်သခင်မြို့တဲကိုဖြတ်တဲ့အခါပိုင်ရှင်မဲ့လူလို့ထင်သွားနိုင်တယ်လေ။ယောအခုမှပဲအိမ်မွေးခွေးတွေဘဝကိုကျွန်တော်ကိုချင်းစာတက်တော်တယ်။ဝေါ်ရင်ပေါ်ကျွန်တော်တက်ထိုင်လိုက်တယ်။ဝေါ်ရင်ကရုပ်ရှင်ဇာတ်ကားတွေထဲမှာတွေ့ဖူးတဲ့အတိုင်းလူလေးယောက်ထမ်းတာပါ။အင်းလူဆိုတာထက်ဇိုင်နိုဆက်ဖလိုက်တွေပေါ့။ဒါဝါရုကတော့ဝေါ်ရင်ဘေးကနေလမ်းလျှောက်ပြီးခိုက်လာကြပါရဲ့။မြို့ဟာအတော်ကလေးကိုစီးကားပါရဲ့။ အဆောက်အုံတွေက အုပ်တွေနဲ့ဆောက်ထားပြီးဂန္ဓာရရဲကအိမ်တွေနဲ့ပုံစံတူပါတယ်။ဟာဒက်ဒီအင်းအင်းရှိမှာလေဘင်းကိုဂျိုးနဲ့ဆွဲခံထားရတဲ့ကျွန်တော်အဖေကိုတွေ့လိုက်တယ်။ရက်ရက်အောင်ဟိုမှာဟိုမှာငါအဖေကျွန်တော်ပေါ်တန်းချောင်းအဖေဟာခိုကြည့်ဒီကြည့်ကြည့်လိုက်လိုက်ကြည့်နေပါတယ်။ပြီးတော့သူ့လေဘင်းကဂျိုးကိုဆိုင်းနိုတကောင်ကဆွဲခေါ်သွားတာနဲ့ပဲလူအုပ်ထဲကနေပြတ်သွားတယ်။ ဝေါ်ဘော်ကကျွန်တော်ကိုလေစိုင်းနိုရီကစူးစက်တဲ့အကြည့်နဲ့ဝိုင်းကြည့်နေကြတယ်။တခင်အာလီကတ်တတိထားပါအိုဝေါ်ဘော်မှာစိုင်းနိုဆက်ဖလိုက်မဟုတ်တဲ့အစစ်နိုင်လူသားတူထိုက်နေတာကိုတခြားသူတွေအာယုံဆိုင်ကိုရင်မကောင်းဘူး။တခင်ဟာအသွင်မပြောင်းရသေးခင်မှာတခြားဆိုင်နိုဆက်ဖလိုက်တွေအတွက်စားစရာတစ်ခုထက်မပိုဘူးဆိုတော့ကိုလေတတိထားပါဒါဝါကကျွန်တော်လက်ကိုကင်ပြီးတတိပေးလိုက်တယ် ကျွန်တော်ကတော့လူအုပ်ကြားတွေပျောက်နေတဲ့အဖေကိုလိုက်ရှာမိနေတာပဲအရှိဆိုရင်နန်းတော်လည်းဝင်ပါပြီနန်းတော်ဟာကြောက်တုံးတွေနဲ့ဆောက်ထားတဲ့နှစ်ထပ်အဆောက်အုံကြီးပါပဲထူးခြားတာကအဝင်ဝမှာဥဉ္ဂျူတချောင်းနဲ့ရှိတဲ့စိတ်တကောင်ရဲ့ရုပ်တုကြီးရှိနေတယ်။အော်ဂလီစန်စီယာကောင်းတာကအဲ့ဒီရုပ်တုရှိမှာသွေးတန်တရေရင်းနဲ့လူချီလူလက်တွေကိုပွဲပြီးတယ်လို့တင်ထားကြလား။ အဆုံတွေကလည်းလန့်ရှိတွေကိုကင်ထားကြတယ်။သူတို့ကိုကြည့်ရတာကလည်း16ရာစုလောက်ကတက်သေးဟန်မတူဘူး။တနေရာရောက်တော့ဝေါ်ရင်ကိုရှက်လိုက်တယ်။အပေါ်ချက်ခမ်းမကိုလမ်းလျှောက်သွားရပါမယ်။ဝတ်ကောင်းစားလာတွေဝတ်ထားတဲ့ဇိုင်နိုရီဟာကျွန်တော်ကိုကြိုးဆိုလေးကြတယ်။တခင်အာလီကတ်ကိုပြန်လေးကြိုးဆိုပါရစေ။တခင်အာလီကတ်ဒီမျက်နှာပြကြီးကခဏပဲနော်။အာတင်တာ။တခင်အာလီကတ် ကျွန်တော်ခန္ဓာကိုယ်ရဲ့ကအာလီကတ်ဆိုတဲ့အကောင်ကဆရာတော်ဆရာကြီးပဲဒါနဲ့များဖင်ရပြီးလူလောကကကျွန်တော်အမိနဲ့ကျွန်တော်ခန္ဓာကိုယ်ထဲမှာဘာလို့လာဝင်နေရတာပါလဲခမ်းမကျဲကြီးတစ်ခုထဲမှာကြောက်စပွဲရှိကြီးတစ်လုံးတခင်ကဒီဘက်မှာထိုင်ရမှာပါဆိုင်းတော်တစ်ကောင်ကကျွန်တော်ကိုဥဆောင်ခေါ်သွားတယ်ဒါဝါကလည်းကျွန်တော်လက်ကိုတွဲထားရာကဖြုတ်လိုက်ပြီးခမ်းမအဝမှာဂျန်နေရပါပြီ ကျောက်စပွဲရှိကြီးရဲ့ထိတ်ဆုံးညာဘက်ချမ်းမှာကျွန်တော်ထိုင်ခွင့်ရပါတယ်။အားလုံးရဲ့အာယုံကကျွန်တော်စီပါပဲ။တခင်ကြီးနာတက်ကြွာလာပါပြီ။အားလုံးမတက်ရက်လိုက်ကြတယ်။ကျွန်တော်လည်းရောရောင်ပြီးရရတော့တာပေါ့။ဝိယုံရှိကြီးနဲ့တခင်ကြီးဆိုတဲ့သူဝင်လာပါပြီ။ဟမ်ဒါထိုးထိုးဆန်ထိုးဆန်မေရွာလမ်းမှာကျွန်တော်အမြဲတွေ့နေကြအဖိုးပြုံးရဲ့ခွေးကလေး လက်ထဲမှာကင်ထားတော့ကကီးဟုတ်တယ်ကျွန်တော်ခွေးကလေးကီးပဲတို့ရတော့ဝမ်းတာပါတယ်တခင်အာလီကတ်ကျွတ်တို့ရဲ့အင်ပါယာအတွက်ခမည်းပြန်ရောက်လာတာတဒတ်တအားပါပဲမကြခင်ကျွန်တော်တို့ပူပေါင်းပြီးလူသားဒိုင်မရှင်ကိုအပြေးတိုင်တင်ကြတာပေါ့သူပြောတာတွေကျွန်တော်တခုမှနားမလဲပြီးတော့ကျွန်တော်ကအာလီကတ်လည်းမဟုတ်အော်ဟုတ်တာပဲခမည်းကအသွင်ပြောင်းပေါင်းစပ်မှုလုပ်ရအောင်ပါပဲ အဲ့ဒီအခါကျမုံလောက်အာလီကတ်ဘဝကို ပြန်ရအပြီးအကုန်လုံးကို ပြန်တည်ရလာပါလိမ့်မယ်။ဒါကခမရနဲ့ပေါင်းဆက်အသွင်ပြောင်းရမယ်ခွေးကလေးပဲ။ခမရသူ့ကိုတိပြီးသားပါ။ကီးဟာကျွန်တော်အနက်ကိုမမီဟန်နဲ့တေချာပြူးပြီးကြည့်နေတယ်။ကျွန်တော်စိတ်ကူးထဲမှာတော့ကီးရဲ့ခေါင်းပိစီညောင်းတောင်းနဲ့ကျွန်တော်ခန္ဓာကိုဘလို့မှတွဲဆက်လို့အဆင်ပြေမနေဘူး။အစာအတော့တွေရောက်ပါပြီ။ဘာမှမသိတဲ့စိမ့်ဖန့်ဖန့်အရေးတွေရဲ့ ထုံးစံအတိုင်းအသားတွေရေပေါ့လူသားဇမမဟုတ်တတဝတကောင်ကောင်ရဲ့အသားတွေဆိုတဲ့အသည့်ကကျွန်တော်ကိုပြုတ်တက်စေတာပဲအသွင်ပြောင်းမတိုင်ခင်မှာရောခမရနေရထိုင်ရအစဉ်ပြေဦးမှာမဟုတ်ဘူးတခေအာလီကတ်နင်းနေတော့တိခဏနိုင်ဦးပေါ့မနေ့ပြညဆိုရင်လာပြည့်ပြီပဲနာတစ်ရှာမျက်လုံးတစ်လုံးကိုခရင်နဲ့ထိုးပြီးပစက်ထက်ကိုပြတ်ထည့်ရင်ပြောလိုက်တယ်ကျွန်တော် အန်ချင်စစ်ကိုထိမ့်မရတော့ဘူး။တခင်ကြီးနာတစ်ရှာဇိုင်နိုဆက်ဖလိုက်အစ်မဟုတ်ဘူး။သူကစကင်ဝေါကာတပိုင်းဖြစ်တယ်။ဒါကြောင့်ဇိုင်နိုစစ်တပ်ကြီးကို သူအမိန်ပေးနိုင်တဲ့တကူမရှိဘူး။အဲ့ဒီတကူကလူသားခန္ဓာနဲ့အကြာကြီးနေခဲ့ဖူးတဲ့ဇိုင်နိုဆက်ဖလိုက်စီမှာပဲရှိတယ်။အဲ့ဒါကတခင်အာနိကတ်ပဲ။အပြန်လမ်းမှာဒါဝါကကျွန်တော်ကိုရှင်းပြနေပါတယ်။ဒါနဲ့သူကဘယ်လိုလုပ်မင်းတို့ရဲ့ဘယင်ဖြစ်လာတာလဲ။ skin worker ကောင်းမှရှိတဲ့တကူအတက်ပညာရဲ့ Zaino Supply Visa ရဲ့ပေါင်းစည်းထားတော့သူ့မှာပြိုင်ဘက်မရှိဘူးလေ။အရင် Zaino ဘယင်ကြီးကိုတက်ဖြတ်ပစ်ပြီးသူကထီနှန်းကိုလွတ်ယူထားတာပဲ။သူ့ကိုလူတိုင်းကြောက်ရတယ်။အာနာယူတွေကလည်းဇက်လန့်အတိုင်းပါပဲလား။ Hey! 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 ညနေနဲ့တဲ့လူတန်တွေသူတို့အခေါ်လူဦးတန်တွေပေါ့။ တစုံတစ်ယောက်ကိုတွေ့ရအောင်လုပ်နေကျွန်တော်ဘရင်အနာကိုရှောက်လာတယ်။တာဒေးဗစ်ဒေးဗစ်အတန်တိတ်တိတ်ကြားလို့ငုတ်ကြည့်လိုက်တော့အိမ်အောက်အမောင်ထဲမှာလူတစ်ယောက်ဒါဒါကျွန်တော်အဖေရဲ့အသံကျွန်တော်အိမ်အောက်ကိုပြေးဆင်းသွားလိုက်တယ်။တကားတွေကိုဖွင့်ဖို့ကြိုးစားပေးမယ်။အားလုံးကိုအပြင်ကတော့ခတ်ထားကြတာပဲ။ဒေးဒီဒေးဒီတာအဖေကိုကဲပါအောင်ကျွန်တော်တကားကိုဖြတ်ဖို့တခုခုလိုက်ရှာတယ် ဲ့ဒီအချိန်မှာအပြင်ကအတန်တွေကိုကြားနေရတယ်။မန်တကားကနေချောင်းကြည့်လိုက်တော့ဆိုင်နိုဆက်ပလန်တကောင်ဟာအဖေ့ရဲ့လေပတ်တန်ကျူးကိုကင်ပြီးအတင်းဆွဲခေါ်နေကြတယ်။ဟဲ့ကောင်တွေငါအဖေကိုလွတ်။ဘာပစ္စည်းမှရှာမရတဲ့အစုံကျွန်တော်လည်းပရင်တကားကိုခြေထောက်နဲ့ပြေးကန်လိုက်တယ်။ကွာမန်ပရင်ပေါက်ကွဲသွားတော့မှအိမ်အပေါ်ထက်ကမီးတွေလင်းလာတယ်။ဓာတ်ကင်ထားတဲ့ဆိုင်နိုဆက်ပလိုက်တွေဟာအိမ်ပတ်လေကိုဝိုင်းလိုက်ကြတယ်။ တကယ်အပြင်ထွက်လို့မရပါဘူးကျွန်တော်လက်မောင်းကိုဒါဝါရဲ့နောက်ထပ်ဆိုင်တို့မှတကောင်ရဲကလာချက်ထားလိုက်တယ်အဲ့ဒါငါအဖေငါအဖေကိုနင်တို့အိမ်မွေးတရဆန်လောက်ထားလို့မရဘူးငါအဖေကိုငါပြန်ခေါ်သွားမယ်အော်ဒါအော်နေရတာပါသူတို့ခွန်အားတွေနဲ့ချုပ်ထားလို့ကျွန်တော်မှရုံးမရဘူးတခင်ကအခုလူပုံစံမရှိသေးတဲ့အချိန်မရွေးတခင်ကိုတက်ပြီးချက်စားလိုက်လို့ရတယ် and ဒါဝါရဲ့စကားအစုံကျွန်တော်အတန်ပါအလိုလိုတိမ်သွားတယ်ချက်စားမဲတယ်ဘလို့ငရေလဲမနေ့ပြညအထိစောင့်လိုက်ရင်တခင့်ရဲ့အရင်ဘဝဟောင်းကိုမေ့သွားမှာပါဒါဝါတို့ကကျွန်တော်ကိုချုပ်ပြီးအိမ်ပေါ်ခေါ်တင်သွားတယ်အဖေရဲ့ကဲပါယူပါအတန်နဲ့တဖြည်းဖြည်းတိတ်သွားတယ်ညကအရင်လိုပြန်တိတ်ဆိတ်သွားပြန်တယ်ကျွန်တော်အတွက်မနေ့ပြညနေ့အထိပဲအချိန်ရှိတော့တယ်မနေ့မိုးလင်းကလေးကကျွန်တော်နေတဲ့အိမ်မှာ ဇိုင်နိုဆက်ဖလိုက်ကောင်းတွေရှုပ်ရှက်နေတယ်။လက်နက်ကန်အဆောင်တွေလည်းပုံများလာတယ်။အင်းဒီညလှပြညပဲ။သူတို့ပြောတယ်အသွင်ကူပြောင်းပွဲဆိုလား။တကယ်ကကျွန်တော်ကိုခွေးဆက်သွင်းကြတော့မှာ။ဒါဝါတို့အုပ်စုကတော့ပွဲတော်တစ်ခုလို့ပြောရွှင်နေကြတယ်။လူအသေးကောင်တွေကိုလဲနဲ့တဲလာကြပြီးခုတ်ထစ်နေကြတာကိုလည်းမြင်နေရတယ်။ကျွန်တော်ကတော့ဒီမြင်ကွင်းတွေကိုမြင်ပြီးမူးပေလဲသွားချင်နေပြီ။ ကြခင်ကျွန်တော်လေဒီလူသားစားကောင်တွေတဲကတကောင်ဖြစ်တော်မှာပါလားအာဟာသူဟင်းပြီနေရင်တော့စက်တည်းတုံးနေပြီညနေဆောင်လာတာနဲ့လူတွေက ပိုပြီးတက်ကြွာလာကြတယ်ဒါဝါဟာကျွန်တော်သွားတွေကိုတန့်ရှင်းရလာလို့ပြီးနေသေးတယ်မကြခင်တန်မာတဲ့အဆွဲတွေနဲ့နှုတ်သီးရှည်ကြီးတွေရတော့မှာတဲ့အဲ့ဒီအခါကျသူတို့ကိုပြစ်မသွားရဘူးဆိုတာပါလိုက်သေးတယ် အသွင်ပြောင်းပွဲကို channel ကတပင်းကြီးအောက်မှာပဲလောက်ကြမှာတဲ့။တခင်ကြီး Nadish ဆိုတဲ့သူကလည်းတက်အောင်มาတယ်လေ။ channel မှာတော့တိုင်တစ်ခုထောင်ထားတယ်။တိုင်အောက်ခြေမှာထင်းတွေပုံထားသည်။မိဘုံပွဲလိုမျိုးကျင်းပကြမှာထင်ပါရဲ့။နေကတဖြည်းဖြည်းဝင်သွားပြီ။အချိန်ကျပါပြီသခင်။ဂျာဝါဟာကျွန်တော်ကိုဒူးညွတ်အယိုးသေးပေးလိုက်တယ်။ပြီးတာနဲ့ထွားထွားချင်းချင်းဆိုင်တို့ကြီးနှကောင်က ကျွန်တော်ကိုတစ်ဖက်တစ်ချက်စီကနေလာပြီးချုပ်လိုက်ကြတယ်။ဒါဝါပြောပါဦးကျွန်တော်ဟာကျွန်တော်စိတ်နေပါတယ်လို့ဒါဝါဟာဘာမှမပြောဘဲလှည့်ထွက်သွားပါတယ်။အောက်ဖက်မှာလဲဇိုင်းနူရီရဲ့စကားသံတွေကစူးညံ့နေကြပါတယ်။ကျွန်တော်ကိုချုပ်ခေါ်လာတာမြင်တော့အားလုံးကလက်ခုပ်တွေတီးကြတယ်။စစ်ခရလိုမျိုးတံပြိုင်ပုတ်လိုက်တဲ့အတန်တွေကိုလည်းကြားနေရတယ်။ကျွန်တော်နဲ့တဲ့တယ်ပါပဲလူတစုကကီးကိုဝေါ်ပေါ်တင်ပြီးခေါ်လာကြတာ။ တိုင်ထောင်ထားတဲ့ထင်းပုံရှိမှရလိုက်ကြတယ်။ဟာတိပြီကျွန်တော်ကီးကိုမိရှုပ်ပြမှာပဲ။လခွန်းကျွန်တော်အော်ပြီးအတကုံယုံနေခဏပဲပူမာပါသခင်ပြီးရင်ပေါင်းစည်းမှုအောင်မြင်တော့ပါလိမ့်မယ်ခဏပဲနစ်အမေလေးခဏလာလှုပ်ပြီးငါ့ကိုအခုလော့ထင်းပုံပေါ်ကတိုင်မှာကျွန်တော်ကျွန်တော်ကိုသူတို့ကကျူးတုံနေကြပါပြီ။ကီးကိုလည်းကျွန်တော်ပြီးမှအတူတူကျူးနေချီပါတယ် ကြီးလေးဟာကြောက်လန့်လို့တအီအီအတန်ပဲထွက်ရှာတယ်။ကျွန်တော်ကတော့အတန်ပါမထွက်နိုင်တော့ဘူး။အီပဲထွက်ချင်တော့တယ်။လူစစ်စစ်ကဘာဘီကျူးဖြစ်ရမှာလေ။ပြီးတော့ David Romet ဆိုတဲ့ကျွန်တော်ဖြစ်တယ်မူတစ်ခုလုံးဒီလောကကနေအပီးပြတ်ွယ်သွားတော့ပါ။တခင်ကြီး Nadish ဆိုတဲ့ကောင်ကသွားကြီးဖြစ်လို့ထိုင်ခုံပေါ်မှာမှိတ်မိတ်ကြီးထိုင်နေတယ်။ ခွေးတရေလိုဟာကြီးကိုခြုံထားပြီးဇိုင်နိုဆက်ဖလိုက်အိုကြီးတကောင်ဟာရေခရားကြီးတစ်ခုကိုကဟိုင်လာပြီးကျွန်တော်နဲ့ကီးကိုလောင်းလိုက်တယ်။ရေမဟုတ်ဘူးစိမ့်ရှိရှိအနှက်နဲ့အရေတစ်မျိုးပဲ။ပြီးတော့ကျွန်တော်ကောင်းတဲ့ကီးကောင်းကိုလက်နဲ့ကင်ပြီးတစ်ခုခုကိုရွတ်နေတယ်။တပြိုင်တည်းမှာပဲမိတုတ်ကင်ထားတဲ့ဇိုင်နိုကောင်တွေဟာကျွန်တော်တို့အနာကိုချင်းကပ်လာကြတယ်။နတ်ဆရာလိုလိုဇိုင်နိုအိုကြီးကအတန်ကျဲကြီးတခွန်းအော်ပြီးပြင်ဆင်သွားတယ်။ ခွေးမသားတွေမင်းတို့ကိုပေါ်ပဲကျွန်တော်လည်းဘာမှမတတ်နိုင်တဲ့အစုံအော်ပဲဆဲလိုက်တော့တယ်မိတော့ကဟုံခနဲ့တောက်လာပြီအဘူတန်ကခြေတော့မှစပြီးခန်းစားလာရနောက်ဆက်ပါတယ်ဒေးဗစ်ရိုမက်စီယေကျွန်တော်ခန္ဓာကိုယ်တွေကအတန်တစ်ခုကိုကြားလိုက်ရတယ်ဒါဟုတ်ကောအာလီကရဲ့အတန်ပဲနေမယ်အာလီကခွေးတစ်ခုကောကျွန်တော်ထပ်ဆဲတယ် မိခိုးတွေလိုက်တက်လာလို့ဘေးနားကကီးကလည်းတအုပ်ကုနဲ့អော်နေတော့တယ်။အဲ့ဒီအချိန်ခြံဝင်းကိုအုပ်မိုးထားတဲ့တစ်ပင်ကြီးဟာရုတ်တရက်နှိမ်ဆင်းလာပြီးတစ်ကိုင်းရှည်ရှည်တွေဟာကျွန်တော်စီဥတီပြီးလာနေတာတွေ့လိုက်ရတယ်။တစ်ကိုင်းဟာလက်တံတစ်ခုလိုကျိုးတွေကိုဆွဲဖြည်လိုက်တယ်။ဖွီးခနဲ့အတန်နဲ့အတူစကောနှစ်ချက်တစ်ဖြတ်ဖြတ်ခတ်တယ်။ဒါဒါခရဟောင်းပဲမိတ်ဆွေကြီးခရဟောင်း ခရာဟောင်းဟာကျွန်တော်ကိုသူစီးလာတဲ့မောင်တန်ပေါ်ကိုဆွဲတင်လိုက်တယ်။ဒါရီလန်ရီနဲ့ဝိုင်းလာတဲ့ဆိုင်ဒူဆပ်လိုက်တွေကိုတော့တစ်ပင်ကြီးကသူ့ရဲ့လက်တံတွေနဲ့တိုက်ခိုက်နေလေ။ခရာဟောင်းကီးကိုလည်းကဲရမယ်ခဏရှင်လိုက်တော့မှတားလိုက်သွားစကားရှိမနေနဲ့။တစ်ပင်ကြီးစီကလာတဲ့အတန်ဒါကန်ဒီပဲခရာဟောင်းဟာခပ်မြင့်မြင့်စီပြန်တက်သွားတယ်။ အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။မကြခင်မှာဇက်သိမ်းပိုင်းကိုလည်းဆက်လက်ပြီးဖတ်ရှုပေးမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်။